ကဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်မနေ့ကဝါနော်ကျွန်တော်ဟိုက20လေးတခုတင်ပေးထားတယ်နော်အဲ့ဒါက3ရက်အတွင်းမှာအနည်းဆုံး2ချိန်2ချိန်3ချိန်ပေါ့နော်အနည်းဆုံး2ချိန်တော့ထွက်မယ်ပြက်ခဲတယ်နော်နှင်းနဲ့ချီပြီးကြာတယ်ဆိုရယ်20ပေါ့နော်နှင်းနဲ့ချီပြီးကြာပြီးမှန်လာခဲ့20အဲ့20တွေကိုကျွန်တော်ဟိုတုန်းကလည်းတင်ထားတဲ့ဘူးတယ်အဲ့ဒါကိုပြန်ပြီးကျွန်တော်ပြန်စစ်ကြည့်ရခါမှမှန်နေရတဲ့အတွက်ဟိုတုန်းကလူဟောင်းတွေတော့တီကောင်းတီမယ် မမီကောင်းမမီမဲ့တချို့လဲ20ကိုတင်ထားကောင်းတင်ထားမယ်တချို့လဲတင်ရင်မတင်မယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကပြန်တွေ့တဲ့အတွက်ပြန်ဖော်ထုတ်ပြီးတော့တင်ပေးထားတာရှိတယ်အဲ့ဒါမနေ့ကကျွန်တော်တင်ထားတာပါနော်မနေ့ကဘူဂျီကိုသွားကြည့်လိုက်ပါတကယ်လို့ဟိုမရှာတတ်ဘူးဆိုကျွန်တော်အောက်မှာလင့်ချပေးထားပါမယ်နော်အဲမရှာတတ်စရာတော့မလိုပါဘူးရက်တွေအဝေးကြီးမှမဟုတ်တာမနေ့မနေ့ကမှတင်ထားတာဆိုတော့နော်ပြန်ရှာကြည့်လိုက်ပါဟိုမနေ့ကမကြည့်ပြလိုက်တဲ့လူတွေပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့ကတော့ခါတိုင်းတိုင်းပဲကျွန်တော်တို့ key 20လေးနဲ့စလိုက်ကြအောင်အဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုရင်6980လေးကနေစတွက်မယ်ဗျာ ့9ခွန်4ကို9ခွန်4ပြီးသွားတဲ့အခါကျတော့၄3ည9 8 2နေတီ4ရှေ့နေတီ4ရှေ့ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကလည်း20ဟောင်းလေးပါပဲဗျာနော်အဲ့တော့ဒီခွန်ရ8ကပေါင်းတော့9 9နဲ့8နဲ့ပေါင်းတော့3 3ရဲ့နှက်ခတ်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ 63နဲ့63မှာ3တုံးထိပြီးအောင်ခဲ့ပါတယ်99နဲ့99မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအဲ့ဒီအတွက်နေဆိုင်ကလေးတွေဆိုလဲဗျာရာသက်ပံမှုစီဆိုင်တွေကျွန်တော်ပြောတယ်ကျွန်တော်ကျွန်တော်အဲ့ဒီရာသက်ပံ3မှာဆို3တာ3ခုနကပေါ့နော်တင်းလာနေမှာ16တော့ဗျာထွက်ကိုထွက်ရမယ်အဲတင်းလာအင်္ဂါမှာ16တော့ဗျာဆင်းရောဆင်းရမယ်ဆိုဒါလည်းတချို့ဆိုရင်ရာသက်ပံမှုမှုစီကင်ပြီးစားတာဟို နှစ်ရက်အတွင်းဝမ်းမန်မင်းကလည်းဒါကြီးကတော့ပြောမင်းမဲ့ပြောကောင်းတယ်လို့တချို့ကပြောမယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကငနန်းနှလုံးရထားပြီဆိုရင်တိုင်းပြည်တော်ကနေနေရပဲပေါ့နော်အဲ့လိုမျိုးလေးတွေသတိထားပါကျွန်တော်ဒါတကယ်ကိုကျွန်တော်ကကောင်းအဲ့လောက်လောက်ကောင်းတာတွေ့ရင်ကောင်းတယ်ဆိုရဲအကြောင်းပြောတယ်အခုလည်းဒီ20မိနစ်အတင်ပေးရ20ဆိုရင်တော်တော်ကောင်းတယ်ဒါပေမဲ့လည်းကျွန်တော်တင်ပေးတဲ့အပတ်မှာပြတ်ထားမျိုးကြုံရင်တော့လည်းနားလည်းခွင့်လို့ပြေးပဲပဲရဟုတ်ထူမှကျွန်တော်တို့ကပုံသေးတော့တွက်လို့မရဘူးသို့တော်ညာလည်းဟို အမှန်များရင်ကျွန်တော်ကလက်တင်ခံရမှာပဲเนาะအဲ့ဒီဘောမျိုးနဲ့ကျွန်တော်တင်ပေးထားတာပါကြိုက်ချင်သွားယူပါမကြိုက်ဘူးဆိုရင်လည်းမယူပါနဲ့เนาะဘယ်သူမှကျွန်တော်စွန့်မပေးပါဘူးเนาะကဲတော့နောက်တစ်ပြင်ကိုဆက်တွက်ပါမယ်နောက်တစ်ပြင်တရှိတတိတရှိတတိနောက်ကကိုလေးကိုလေးနောက်ကလေးကိုခွန်လေးဆိုပြီးတော့ကျွန်တော်အဲ့လိုထွက်တာပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်၄နဲ့၁နဲ့ပေါင်း၅၅နဲ့ ဈေးနဲ့ပေါင်း9ကိုရဲ့နှစ်ခါက6 6ရဲ့ပါဝါတ6 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့နှစ်3နဲ့မအောင်ပါဘူး6 3 6 3နဲ့6 3မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကျွန်တော်အဲ့မူဒီနီးရတာအရင်တော့ဆိုရင်ကျွန်တော်2ရက်ချိန်ဟာ၄3ရက်ချိန်ဟာ၄တပတ်အတွင်းမှာဘယ်နှစ်ကွက်ထွက်ရမယ်ဆိုတဲ့ဟာ၄ကျွန်တော်အများကြီးတွက်ပြဘူးရဲ့နော်နော်မူပရိတ်တွက်နီးဒီ ကျွန်တော်လည်းအများကြီးဆိုပြန်မမှတ်မိတော့ဘူးဗောနော်အဲ့ဒါခါခါရဲ့ကျွန်တော်လည်းအားတဲ့ခါမှာရှာကြည့်ပေးတယ်နော်တွေ့ရင်ပြန်ပြန်တင်ပေးမယ်နော်အဲအခုကျွန်တော်မူဒီဆိုက်ကလေးတွေဆိုလဲကျွန်တော်ပြောထားတာနော်ဟိုအရင်တော့ဆိုရင်နေတိုင်းနေတိုင်းထိုးပါမယ်ကီးလေးလုံးဆိုကျွန်တော်ပြောထားတာရှိရနော်မှတ်မိကြမလားတော့မသိဘူးအဲကျွန်တော်တော့နော်အဲလူဟောင်းနေလူဟောင်းနေပြောနော်လူတိတရားမသိဘူးအဲအဲ့ဒါလေးလည်းနောက်ဘက်ကိုကျွန်တော်ပြန်ပြောပေးပါမယ်နော်ကျွန်တော်ပြန်မရှာသေးလို့ဟာလားအဲ2363ပြီးသွားတဲ့အခါကျတော့2943ည အဲ့ဒီရာသက်ပံအသုံးပြုဖို့အတွက်နေတိုင်းထိုးတင်တဲ့ကြီးဆိုပြီးကျွန်တော်ပေးထားတာအဲ့ကောင်ကလည်းတပတ်မှာအနည်းဆုံး3ရက်4ရက်လောက်ကျွန်တော်တို့အောင်နေပေါ့နော်အာနှစ်ကို၄ညနှစ်ကို၄ညပြီးတော့၁၈၁ခွန်၁၈၁ခွန်၄၉ခွန်၄၉ခွန်ကိုဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ပြပါမယ်၄နဲ့ခွန်အာ sorry အဲ၄နဲ့ခွန်နဲ့ပေါင်း၁ တင်းနဲ့ကိုနဲ့ပေါင်း3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါနှစ်3ည9ဆိုတဲ့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည8တဲ့3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်63နဲ့63မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျနောက်တစ်ပြန်တွက်ပြပါမယ်1 1 3 3ည1 1 3 3ည1 9 2 5 1 9 2 5 3 5 4 1 3955 41ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်305ပေါင်းတော့8 1ပေါင်းတော့9 9ရက်ခက်က6 6ရက်ပါဝါ1 961ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့29တဲ့29မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်18တဲ့18မှာလည်း1တလုံးထိပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်ဗျနာရက သုံး6ရှိရှိ3 6ရှိရှိ3 6 5 3 6 5ရှင်ငါ3ခွင်ရှင်ငါ3ခွင်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ရှင်နဲ့9နဲ့ပေါင်း3 3နဲ့9နဲ့ပေါင်း3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတဲ့အကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ပါထွက်သွားလဲဆိုတဲ့အခါကျတော့4 3ညတဲ့4 3ညမှာ3ညတစ်လုံးထိပြီးအောင်ခဲ့ပါတယ် 33နဲ့33မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။ gain နောက်တစ်ပြန်တော့တွက်ပါမယ်။6048955639 8386ဆိုပြီးကျွန်တော်ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါဝိုးတွက်မယ်ဆိုရင်3ညနဲ့4နဲ့ပေါင်းတော့4 4နဲ့6နဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ပါပဲတဲ့နောက်ပြင်ရလဲအဲ့တော့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ သုံးသုံးညတဲ့သုံးသုံးညမှာသုံးညတစ်လုံးထိပြီးအောင်ခဲ့ပါတယ်နှစ်သုံးနှစ်သုံးနှစ်သုံးမှာလည်းနှစ်တစ်လုံးထိပြီးညအောင်မနဲ့ကောအောင်ခဲ့ပါတယ်ဗျနောက်တစ်ပြုံတပမယ်ချောင်း၅သုံးညတိချောင်း၅သုံးညတိသုံးညခွန်၉နှစ်သုံးညခွန်၉နှစ်သုံးညသုံးရှစ်တိသုံးညသုံးရှစ်တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ တွက်မယ်ဆိုရင်နှစ်နဲ့၃ညနဲ့ပေါင်းတော့နှစ်တင်းနဲ့ပေါင်းတော့၃တုံတုံရဲ့နှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ခွန်တဲ့3ခွန်မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်ရှစ်တဲ့ရှစ်ရှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျငယ်နောက်တစ်ပြင်ကိုတွက်ပါမယ်3ည8 3 4 3 4 မေတ္တသုံးခွန်ကိုရှိ၁၆ကိုရှိ၁၆ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်၃နဲ့9နဲ့ပေါင်းတော့၃ည၃နဲ့6နဲ့ပေါင်းတော့6ပါတဲ့6ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ4 6 9 4ဆိုရဲကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရဲခါကြတော့2 4တဲ့2 4မှာ၄တလုံးထိပြီးအောင်ခဲ့ပါတယ်တစ်တုံညတစ်တုံညမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တော့တပမယ်နောက်တစ်ပြင်ဆိုတာတနင်္လာနေ့အတွက်ပေါ့နော် သုံးညာသုံးကိုနှစ်ခွန်လေးသုံးကိုသုံးညာနှစ်နှစ်ရှိသုံးညာနှစ်နှစ်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ကိုနဲ့ကိုနဲ့ပေါင်းတော့ရှိရှင်းနဲ့ရှင်းနဲ့ပေါင်းတော့6တဲ့694ပါပဲတဲ့နော်694အဲ့တော့694ဒီမင်းနဲ့ဖငါအတွက်ကီးဖြစ်ပါတယ်တဲ့နော်မပြတ်ဘူးဆိုရင်ဒီကီးကြီးကကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကတ်ကစားကြည့်လိုက်အောင်ကီးထိတ်မင်းနဲ့ဖငါအတွက်ကီးထိတ် ကီထိတ်ကီထိတ်ကတော့ကျွန်တော်တို့ဗာလဲဆိုရင်9 3ရှစ်ပါတဲ့เนาะနောက်တော့ကီယိုယိုက6 9 4ပါတဲ့เนาะအဲ့တော့ကျွန်တော်တို့ဒါလေးတွေကိုကတ်ကစားမယ်9 6 5 9 5 4 36 36 39 39 34 36 69 ရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ထက်မှာမှကျွန်တော်ကတင်ကနန်းလေးတွေစဉ်းစားမယ်တင်ကနန်းလေးတွေစဉ်းစားမယ်ဆိုတဲ့အခါကျတော့ဘယ်လိုတင်ကနန်းကိုစဉ်းစားမလဲဆိုတဲ့အခါကျတော့ဒီမှာမျိုးတို့မှတ်မိမယ်ကျွန်တော်အများရန်လည်းပြောထားတယ်ကျွန်တော်ရာသက်ပန်ကတ်တွေထဲမှာထည့်ထားတဲ့နီးလေးတွေနဲ့ရှင်းပြီးပြောမယ်အဲ့ဒါမှဆိုရင်ဒီလိုအလဲနှလုံးတူပြီးဟေ့ဆိုရင်တဲ့တစ်ချောက်တပြားဟာတဲ့နှစ်ရက်အတွင်းမှာထွက်ရမယ်တဲ့တရက်နှစ်ရက်ပေါ့နော်အဲတနင်္လာနေ့အင်္ဂါမှာဒီတစ်ချောက်တပြားထွက်ရမယ်တဲ့နောက်တစ်ခါကျတော့ ။ဟောဒါကျွန်တော်တို့အဲ့ဒီလိုအလဲနှလုံးတူခဲ့ရင်3 8 4ဆိုတဲ့ break 3 8 4ဆိုတဲ့ break ကလည်းကျွန်တော်တို့2ရက်3ရက်အတွင်းမှာပဲထွက်ရမယ်လို့ဒီလိုမျိုးပြောထားတာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ဟိုတင်းနေလာရင်ကမှတစ်ချောက်တပြားလည်းရှိတယ်ဒီကောင်ကလည်းတစ်ချောက်တပြားလည်းပြီးနေတယ်ဆိုတဲ့အခါကျတော့တစ်ချောက်ကိုကျွန်တော်တင်းနေလာနေမှာထွက်လိုက်မယ်လို့ယုံကြည်ရတဲ့အတွက်တစ်ချောက်နဲ့ပတ်သက်တာကိုပဲကျွန်တော်တို့တင်ကနန်းအဖြစ်နဲ့စဉ်းစားလိုက်ပါမယ် တချောင်းနဲ့ပတ်သက်လို့တင်ကနန်းအဖြစ်နဲ့စဉ်းစားမယ်ဆိုရင်9 6ရှိမယ်3 6ရှိမယ်8 6ရှိမယ်နော်အဲ့ဒီမှာမှကျွန်တော်38 38တေ4ဆိုရပရိန်းနဲ့ကိုက်ညီတာဆိုရင်9 6နဲ့8 6နော်အဲ့ဒီနှလုံးပဲကျွန်တော်တို့ကရှိတယ်9 6 8 6အဲ့တော့ဒါကဒီနှစ်ကွက်ကကျွန်တော်တို့အကြိုက်ဆုံးနှစ်ကွက် အဲ့ဒီမှာကျွန်တော်ထပ်ပြီးပြောချင်တာကဘာလဲဆိုတော့38 delay break ကိုအောင်ကစားမယ်ဆိုရင်59ရယ်ကလည်းကျွန်တော်တို့ထည့်ရမယ်ဒါဒါဒါအပြည့်ကစားမယ်ဆိုရင်ဒီ36ကကုနာ6တလုံးအထိနေမလို့ဆိုရင်ဒီနှစ်ကွက်ကိုကျွန်တော်အရန်အနေနဲ့ပဲနည်းနည်းထပ်စဉ်းစားမယ်ဒုတိယအရန်ပေါ့နော်ကျန်တာလေးတော့လုံးဝအရန်လေးနဲ့ကစားမယ်ကျွန်တော်ကစားမှာကိုပြောတာကျန်တဲ့လူကြီးကစားပါမကစားပါကျွန်တော်မပြောလို့ဘူးအဲ့တော့ဒီတစ်ပတ် move break move break ကဘာလဲဆိုတော့เนาะကျွန်တော်လူဟောင်းတွေကတော့အကုန်ပြီးတယ်ထပ်မပြောလဲ တိမထားမိမှာဆိုလို့ဒါထပ်ပြောပေးတာเนาะကျွန်တော်အမြဲတမ်းပြောပြီးသားဒီပြီးခဲ့တဲ့ပကနှစ်ခတ်ထွက်ခဲ့တဲ့အတွက်ဒီတစ်ပတ်နှစ်ကွန်ပရိတ်စီမွေးပရိတ်ဖြစ်ပါတယ်တဲ့เนาะမွေးပရိတ်အဲ့နှစ်ကွန်ပရိတ်မွေးပရိတ်เนาะတန်းအနေနဲ့ကကျွန်တော်တန်းအဆိုရင်ပြီးခဲ့ပက၄ချိန်เนาะဟုတ်တယ်မလား၄ချိန်အောင်သွားတယ်အဲ့တန်းကဘာလဲဆိုတော့3ခွန်နေလေအပေါ်တန်းကအောက်တန်းက၄ကို6တဲ့เนาะအဲ့ဒါပါเนาะကျွန်တော်တို့ ပြီးခဲ့တဲ့ဘက်ကထုတ်ပြီးတဲ့ဆဲကွက်ကဏ္ဍကတော့ကျွန်တော်ဒီဘက်ကလုံးဝလုံးအားတဲ့အတွက်ကျွန်တော်တို့ internet ကနေဖမ်းယူရတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီဘက်မှာ wifi နေရာလဲလုံးဝကျနေတာမျိုးနဲ့ကျွန်တော်ဖမ်းလို့အဆင်မပြေလိုက်ဘူးအဲ့အတွက်ကျွန်တော်မနေ့ကအတိဆက်ပြီးဖမ်းလို့ရမယ်ဆိုရင်တော့ကျွန်တော်ဖမ်းပြီးတော့မနေ့ကပြတဲ့ထဲမှာထည့်ပေးပါမယ်တကယ်လို့မနေ့ကမဖမ်းမရဘူးဆိုရင်တော့လဲဒီတစ်ပတ်ကကျွန်တော်လည်းမတက်နိုင်ပါဘူးเนาะဒါကကျွန်တော်လက်တွေ့ site မဟုတ်ဘူး internet ကနေကျွန်တော်တို့ပြန်ယူပြီးဖမ်းပြီးတော့မှထုတ်ပြီးတဲ့ဆက်ကွဲဖြစ်ပါတယ်เนาะ ကဲအဲ့တော့အဲ့ဒါဆက်ကွက်ကိုမရလိုက်တဲ့အတွက်စိတ်မကောင်းမဖြစ်ပါနဲ့မင်းရတင်ပြထားတဲ့ကိုကွက်ရှိပါတယ်အဲ့ကိုကွက်ကလေးနဲ့အာသာပြေကစားလိုက်ကြပါဗျာနော်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးနေအဖွင့်နေမှာလှလှပပရကြအောင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ